တရုတ်မှာလူတွေကိုတကယ်စိတ်မသက်မသာဖြစ်စေမဲ့နေရက်တွေရောက်လာပြီထင်ပါတယ်။မေလ2ရက်နေ့တောင်ရမ်းမှာ CCTV ဗီဒီယိုတစ်ခုတင်ခဲ့ပြီးစစ်ရုပ်တစ်ခုကရုတ်တရက်ထိန်းချုပ်မှုဆုံးရှုံးပြီးလူတွေကိုတိုက်ခိုက်နေတာကိုပြသထားပါတယ်။ဒီဗီဒီယိုကလစ်ဟာအွန်လိုင်းမှာအလင်းအမြန်အာရုံစိုက်မှုရခဲ့ပါတယ်။ဗီဒီယိုထဲမှာအမျိုးသား2ဦးကအနက်ရောင်စစ်ရုပ်တစ်ခုရဲ့ပခုံးနေရာကိုချိတ်ဆွဲထားပြီးအနည်းနာကကွန်ပျူတာကိုအသုံးပြုပြီးစစ်ရုပ်ကိုညှို့ကြက်တွေပို့ပေးနေပုံပေါ်ပါတယ်။ ဒါပေမဲ့ရုတ်တရက်တစ်ခုခုမတော်တဆဖြစ်သွားခဲ့ပါတယ်။ဆက်ရုပ်ဟာလက်တွေကိုအစမတန်ဟွေရန်လှုပ်ရှားပြီးမော်နီတာကိုဖြတ်ချလိုက်ပါတယ်။ထိုင်ကုန်တွေကိုရိုက်ချပြီးကန်ထုတ်လိုက်ကပစ္စည်းတွေကိုပါဖြုတ်ချလိုက်ပါတယ်။ဆက်ရုပ်ကိုထိန်းထားတဲ့တောက်တိုင်ဟာပြိုလဲလူနီးပါးဖြစ်သွားခဲ့ပြီးအနီးအနားကနီးပညာရှင်တအူးဟာထိတ်လန့်ပြီးပြေးထွက်သွားခဲ့ပါတယ်။နောက်ထပ်မျိုးသားတအူးကဆက်ရုပ်နောက်ကိုအ мян ပြေးသွားပြီးတောက်တိုင်ကိုဖမ်းဆုပ်ကထပ်မံပျက်စီးမှုတွေမဖြစ်အောင်ထိန်းခဲ့ပါတယ်။အွန်လိုင်းမှာလူအများက ဒီဗီဒီယိုအကြောင်းစတင်ဆွေးနွေးခဲ့ကြပြီးအချို့ကဒီဆက်ရုပ်ဟာတရုတ်နိုင်ငံရဲ့ Unitree Robotics ကထုတ်လုပ်တဲ့ Unitree H1 ဖြစ်တယ်လို့မှတ်မိခဲ့ကြပါတယ်။ဒီဆက်ရုပ်ဟာတရုတ်နိုင်ငံရဲ့ຫນွေဥပွဲတော်ကာလမှာအကဖြောပေမှုပြုလုပ်ခဲ့တဲ့ဆက်ရုပ်ဖြစ်ပြီးတစ်ချိန်ကဆက်ရုပ်နည်းပညာရဲ့ထင်ရှားတဲ့ဥပမာတစ်ခုဖြစ်ချီးကျူးခံခဲ့ရပါတယ်။လူတွေကမှတ်ချက်တွေရေးသားခဲ့ကြပြီးအိုးဖျားဒါကြောက်စရာကောင်းလိုက်တာဆက်ရုပ်ကပုံကန်သွားပြီထင်တယ်။ဒါကသူ့လူလိုညံရေရလာတာလား။ ီလိုဆက်ရုပ်တွေဆက်ထုတ်လုပ်နေရင်ဒုက္ခရောက်မှာသိကြတယ်စသဖြင့်ပြောဆိုခဲ့ကြပါတယ်တရုတ်တဦးကတော့ရှီစီယာအနေနဲ့ဒါကမြို့စည်းကမ်းထိန်းသိမ်းရေးသမားရဲ့ DNA နဲ့ program ထည့်ထားတာဖြစ်ရမယ်ဒီလောက်ရန်လိုတာလို့ပြောခဲ့ပါတယ်2025ခုနှစ်ຫນွေဦးပွဲတော်ကာလမှာဖြောပြပြီးနောက် Unitree ဆက်ရုပ်ဟာကြီးမားတဲ့လူကြိုက်များမှုရရှိခဲ့ပြီးမကြာခင်မှာပဲဈေးဝယ်စင်တာတွေကုန်စည်ပြပွဲတွေနဲ့အမှတ်တရအမှတ်တရစိတ်ပွဲတွေမှာနမယ်ကြီးအလုပ်သမားတအူးလို့ပုံမှန်ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့စီးပွားဖြစ်နေရာတွေမှာပုံမပေါ်ထွက်လာတဲ့အခါ၎င်းရဲ့ဤပညာနဲ့လက်တွေ့အသုံးပြုနိုင်မှုအကြားကွာဟချက်ဟာတိတိတိတာလာခဲ့ပါတယ်။အပေါ်ယံအားဖြင့်အထင်ကြီးစရာကောင်းပေမဲ့ဆက်ရုပ်ဟာထူသန်ပြီးရည်စရာကောင်းတဲ့နီလန့်တွေနဲ့မကြာခဏကြာရှုံးခဲ့ပါတယ်။၎င်းရဲ့လှုပ်ရှားမှုအများစုဟာလူတွေကို၎င်းမှာညံရီထဲ့သွင်းထားခြင်းရှိမရှိမေးခွန်းထုတ်စေခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာ မိရင်ပွဲတော့ဖျော်ပြပွဲတစ်ခုအတွင်းစိုက်ရုပ်တစ်ခုဟာပြိတ္တနဲ့အပြန်လှန်ဆက်ဆံရင်းရုတ်တရက်ထိမ့်ချုံမှုဆုံးရှုံးသွားပြီးစိတ်ခံစားမှုတွေရှိသလိုရန်လိုလာက၎င်းရဲ့ခန္ဓာကိုယ်နဲ့ဦးကောင်းနဲ့လူတွေကိုရိုက်ချလိုက်ပါတယ်ပြိတ္တဟာထိတ်လန့်ပြီးကြောက်ရွံ့စွာနောက်ဆုတ်သွားခဲ့ပါတယ်ဝိညာဉ်တဦးကစိုက်ရုပ်ကိုအမြန်ဆွဲထုတ်ခဲ့ပြီးအဝေးထိန်ကရိယာကင်ထားတဲ့အမျိုးသားတဦးကစိုက်ရုပ်ရဲ့လယ်ဘင်းကိုဖမ်းဆုပ်ပြီးပြန်ဆွဲထုတ်နိုင်ခဲ့ပါတယ်ကံကောင်းထောက်မှသာလုံကြုံရေးအဖွဲ့ကအမြန်တုံ့ပြန်ခဲ့လို့ဘသူမှထိခိုက်တံရမရခဲ့ပါဘူး ။အွန်လိုင်းမှာလူတွေကဒီအခြေအနေကိုဟာသလုပ်ပြီးပြောဆိုခဲ့ကြပြီးလမ်းတောင်တည်နေအောင်မလျှောက်နိုင်သေးဘူး။ဒါပေမဲ့လူတွေကို တိုက်ခိုက်နေပြီ။ CCP ကမပြည့်စုံတဲ့ဤပညာကိုကြွားပါပြီးကဘာရှိရောက်နေတယ်လို့ဟန်ဆောင်တာကိုနှစ်သက်တဲ့စသဖြင့်ပြောဆိုခဲ့ကြပါတယ်။မကြသေးခင်ကဂန်စုပြည်နယ်တီယန်ရွှေမှာမေလအားလည်းရက်တွင်ခရီးသွားလုပ်ငန်းမြင့်တင်မှုတပိန်းဆက်ရုပ်တစ်ခုကိုအသုံးပြုခဲ့ပါတယ်။ အသုံးပြုခဲ့ပေမဲ့၎င်းရဲ့လက်ကိုဝေရန်ရင်ရောင်းချသူရဲ့ဆိုင်ခံတစ်ခုကိုမတော်တဆဖြိုချလိုက်ပြီးပစ္စည်းအချို့ကိုပျက်စီးစေခဲ့ပါတယ်။အချို့လူတွေကနောက်တစ်ချိန်ဆိုကလေးတယောက်ကိုထိခိုက်မိရင်ဘယ်လိုလုပ်မလဲဆိုပြီးစိုးရိမ်ခဲ့ကြပါတယ်။ဆက်ရုပ်ရဲ့လမ်းညွှန်စနစ်ဟာမအောင်မြင်ခဲ့ပဲဒီဖြစ်ရက်ကဒီလူသားပုံစံဆက်ရုပ်တွေဟာတကယ်ပဲဘလောက်ဘေးကင်းမှုယုံကြည်စိတ်ချရမှုဒါမှမဟုတ်အသုံးဝင်မှုရှိတယ်လဲဆိုတဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ လူမှုမီဒီယာပေါ်မှာဆက်ရုပ်တွေနဲ့ပတ်သက်တဲ့ဆွဲဆောင်မှုတွေကနေရာအနှံ့မှာရှိနေပါတယ်။ virus video တွေမှာဆက်ရုပ်တွေဟာနောက်ပြန်ခုန်ခြင်းတိုင်းချီလှုပ်ရှားမှုဒါမှမဟုတ်အခြားရှုပ်ထွေးတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေတာကိုပြသပြီးလူသားပုံသဏ္ဍာန်ရေးဟာအဆင့်တစ်တစ်ခုကိုရောက်ရှိသွားပြီလို့လူတွေကိုအထင်ရောက်စေပါတယ်။ဒါပေမဲ့မွန်းမံမထားတဲ့ရုပ်သံဖိုင်တွေကတော့မတူညီတဲ့ဇာတ်လမ်းတစ်ခုကိုပြောပြပါတယ်။2024ခုနှစ်ဒီဇင်ဘာလနောက်ပိုင်းမှာ Unitree လူသားပုံသဏ္ဍာန်ဆက်ရုပ်တစ်ခုဟာ ပုံစီပြပွဲတစ်ခုမှာလဲကျသွားခဲ့ပါတယ်။ဒါဟာရိုးရှင်းတဲ့လဲကျမှုမဟုတ်ဘဲယောဂဖြစ်နေတယ်လို့တကောလုံးတုံ့ပြန်နေကြတာပါ။အွန်လိုင်းမှာပြန့်နှံ့နေတဲ့တခြားဗီဒီယိုတွေမှာလည်းဆက်ရုပ်တွေဟာကတာဒါမှမဟုတ်စကားပြောသူတွေနဲ့အပြန်အလှန်ဆက်ဆံတာကိုပြထားပေမဲ့တောင့်တင်းပြီးအဆင်မပြေတဲ့ပုံပေါ်ပါတယ်။ပြန်ပြူးတဲ့ဆင်မြင့်ပုံမှာတော့သူတို့ဟာခဏခဏလဲနေပါတယ်။ဖြောပြေဝဲပြီးဆုံးသွားတဲ့အခါဆက်ရုပ်ဟာလှေကားကိုသူ့ဘာသာဆင်းအောင်မဆင်းနိုင်ပဲ။ အရွယ်ရောက်ပြီးသူအမျိုးသား၃ဦးကတည်ဆောင်ပြီးဆင်းပေးရပါတယ်။ဧပြီလ၁၉ရက်နေ့မှာပေကျင်းရဲ့စီးပွားရေးနည်းပညာဖွံ့ဖြိုးတိုးတက်မှုဧရိယာမှာကျင်းပတဲ့လူသားပုံစံဆက်ယုပ်မာရသွန်မှာလက်တွေ့အခြေအနေဟာထင်ရှားလာခဲ့ပါတယ်။အသင်း၂၀ကလာပေါင်းများစွာပြင်ဆင်ခဲ့ပေမဲ့ဆက်ယုပ်တွေဟာပြန်ပြူးတဲ့မြေပြင်ပေါ်မှာလဲကြတာနေရာတစ်ခုထဲမှာလှည့်ပတ်နေတာဒါမှမဟုတ်80မီတာလောက်သာရှောက်ပြီးနောက်လဲသွားတာမျိုးတွေဖြစ်ခဲ့ပါတယ်။ဆက်ယုပ်တစ်ခုဆိုရင်ဥကောင်းအောင်ကျိုးသွားခဲ့ပါတယ်။ ။ဤပညာရှင်တွေဟာအဲဒီဆက်ရုပ်တွေရဲ့အနီးအနားမှာရှိနေပြီးဆက်ရုပ်တွေကိုကလေးထိန်သလိုထောက်ပံ့ပေးနေရပါတယ်။အချိန်မီမရောက်နိုင်တဲ့အခါဤပညာရှင်တို့လုံနိုင်တာကအဆင်မပြေတဲ့အပြုံးနဲ့ကြီးယုံပဲဖြစ်ခဲ့ပါတယ်။ဒီထက်ခါတလဲလဲမတော်တဆဖြစ်မှုတွေကတရုတ်နိုင်ငံဟာလူသားပုံစံဆက်ရုပ်တွေကိုအခုမှအစောပိုင်းအဆင့်မှာဖြစ်ကြောင်းရှင်းလင်းစွာပြသခဲ့ပါတယ်။ဟန်ချက်ညီမှုတည်ငြိမ်မှုအာယုံခံကိရိယာများဝင်ပေါ်နေမှုအစ်စ်တွေအပူလွန်ကဲမှုနဲ့ ဘက်ထရီတက်တန်းညံပြင်းမှုလိုပြဿနာတွေကနီးပညာဆိုင်ရာကန့်သက်ချက်တွေကိုသိသာစွာဖော်ပြခဲ့ပါတယ်။လူသားလှုပ်ရှားမှုတွေကိုတကယ်အထုယူနိုင်ဖို့စက်ရုပ်တွေဟာ hardware နဲ့ algorithm နှစ်မျိုးစလုံးမှာကြီးမားတဲ့အောင်မြင်မှုတွေလိုအပ်နေပါသေးတယ်။ဒီတစ်ဝက်မာရသွန်ပွဲကလူများစွာရဲ့မျှော်လင့်ချက်တွေကိုဖျက်ဆီးပစ်ခဲ့ပြီးလူတို့အတွင်းကြဲပြန့်တဲ့ဆွေးနွေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ Expo မှာသုံးဆွဲသူတွေကဆက်ရုပ်တွေကိုလေဖြတ်ယောဂသည်တွေလိုလှုပ်ရှားတယ်လို့ပြည့်ရည်ပြုခဲ့ကြသလို့ ဝန်ထမ်းတွေကအဝေးထိန်ကိရိယာတွေကင်ထားပြီးကလေးထိန်တယ်လို့လိုက်လံထိန်နေရတယ်လို့ပြောကြပါတယ်။တခြားသူတွေကတော့ဒါကမာရသွန်မဟုတ်ဘူးလူတွေကသူတို့ရဲ့ဆက်ရုပ်တွေကိုလမ်းလျှောက်ခိုင်းနေတာလို့ပြောခဲ့ပါတယ်။ဒီမှတ်ချက်တွေကလူတို့ကဆက်ရုပ်နီးပညာရဲ့လက်ရှိအခြေအနေကိုဘယ်လိုမြင်လဲဆိုတာကိုထင်ဟပ်ပြပြီး promotion video တွေမှာပြသထားသလိုမဟုတ်ဘူးဆိုတာကိုဖော်ပြပါတယ်။ဒါအပြင်ဒီဆက်ရုပ်တွေဟာ video တွေမှာဘလောက်အစမ်းထွက်ပုံပေါက်နေပါပါစေလက်တွေ့ကမ္ဘာမှာပေးစွမ်းနိုင်တဲ့ဝန်ဆောင်မှုတွေဟာ အလွန်ကန့်တတ်နေသေးတယ်ဆိုတာကိုလည်းသတိပြုသင့်ပါတယ်။လူတွေဟာလူသားပုံစံဆက်ရုပ်တွေနဲ့ပုံမိုရင်းနှီးလာတာနဲ့မျှစိတ်လှုပ်ရှားမှုအဆင့်ကုန်ဆုံးပြီး unitary ဆက်ရုပ်တွေဟာဝယ်ယူသူတွေကိုဆွဲဆောင်နိုင်စွမ်းမရှိတော့ဘဲအခုဆိုရင်တစ်ချိန်ကအင်တာနက်ကျယ်ဝန်းတွေဖြစ်ခဲ့တဲ့ဆက်ရုပ်တွေဟာအဆင်မပြေတဲ့အဆင့်ကိုရောက်ရှိနေပါတယ်။ရှန်ဟိုင်းအော်တိုရှိုးမှာ April 28ရက်နေ့က၁၀ချိန်မြောက်ပြပွဲစီတင်သူတို့က unitary ဆက်ရုပ်ကိုအဲ့ဂျိုဖြစ်ထုတ်ဖော်ပြသခဲ့ပေမဲ့လူတွေကဓာတ်ပုံရိုက်ဖို့တောင်စိတ်မဝင်စားတော့ပါဘူး။ ဟောင်ဂျိုကဈေးဝယ်စင်တာတစ်ခုကဈေးကွက်ရှာဖွေရေးဒါရိုက်တာတဦးကဝန်ခံခဲ့တာကမေလာအားလိုက်ရမှာဆက်ရုပ်ကိုအေယာမပန်တာဝစ်စုံနဲ့အစားထိုးလိုက်တယ်။ဒါကပိုအဆင်ပြေတယ်။အ ਨੇ စုံကလေးတွေကဖတ်ချင်ကြတယ်လို့ပါ။စက်မှုလုပ်ငန်းတွေကတချို့သူတွေကဖွင့်ဟပြောဆိုခဲ့တာကဖဲကျိုးဖြတ်ပွဲမှာကက်ကြေးတစ်ချောင်းကိုလွှဲပေးဖို့လို့ရိုးရှင်းတဲ့လှုပ်ဆောင်မှုတစ်ခုအတွက်တောင်းဆက်ရုပ်ကို၃ရက်ကြာပရိုဂရမ်ထည့်သွင်းရတယ်လို့ပြောပြခဲ့ပါတယ်။ဖောက်တဲ့တူကဆက်ရုပ်ကိုခြေထောက်လှည့်ပြသမှုလုပ်ဖို့တောင်းဆိုခဲ့ဘူးပဲ။ ဒီတောင်းဆိုမှုဟာ Unitree ရဲ့တရံဝင်တုံ့ပြန်မှုစီရင်မှာဤပညာဆိုင်ရာစိန်ခေါ်မှုဖြစ်စရင်တွင်ထားစေပါဆက်ယုံငှားရသူတို့ကရည်စရာအနေနဲ့ဒါကဆက်ယုံမဟုတ်ဘူးဘိုးဘွားတစ်ပါးပါပဲငါတို့ကအဲ့ဒါကိုဝစ်ပြူနေရတယ်လို့ပြောခဲ့ပါတယ် Unitree ရဲ့ထိတွေ့မှုတိုးလာတာနဲ့မျှ၎င်းတို့ရဲ့စက်မှုစစ်စေးရေးဆက်ယုံတွေဟာ2025ခုနှစ်ပထမ3လပတ်မှာအော်ဒါ220ရာခိုင်နှုန်းတိုးလာခဲ့ပါတယ် ဒါပေမဲ့၎င်းတို့ရဲ့စားသုံးသူအဆင့်ဆက်ရုပ်တွေကိုတော့ fancy အရုပ်တွေလိုပဲရှုမြင်နေကြသေးပါပြပက unboxing ဗီဒီယိုတချို့မှာဆက်ရုပ်နဲ့လူတွေလုံနိုင်တဲ့အမိုက်ဆုံးအရာကသူတို့ရဲ့ကြောင်တွေအတွက်နောက်ကျော ခုံပြသမှုပြုလုပ်ပေးတာပဲဖြစ်ပါတယ်ပို့ပြီးထူးကြတာကယွမ်တသိန်းကျော်နဲ့ unitary ဆက်ရုပ်ဝယ်ယူခဲ့တဲ့အချို့ဝယ်ယူသူတွေဟာငှားရံပြီးပတ်စံရဖို့မျှော်လင့်ခဲ့ကြပါပြီနောက်ဆုံးမှာတော့ဖုန်တက်နေတဲ့တတ်တူပုံတစ်ခုလိုပဲဖြစ်သွားခဲ့ပါတယ်တက်တော့30သူတူကမကြာသေးခင်က ၎င်းတို့ရဲ့အတွေ့အကြုံကိုမျှဝေခဲ့ပြီး Unitree G1 ဆက်ရုပ်ကိုဝယ်ယူပြီးဒုတိယရက်မြောက်မှာတင်ဆက်ရုပ်ပြသသွားခဲ့ပါတယ်။တစ်ကြိမ်သုံးပြီးခင်ပါတယ်လဲကြပြီးဘက်ထရီအက်ကွဲသွားခဲ့ပါတယ်။အဲ့ဒီသူဟာဆက်ရုပ်ကိုဆက်လက်ငှားရလို့မရတော့ပဲနောက်ဆုံးမှာတူလာယုံထဲမှာပဲထားထားရုံပဲဖြစ်သွားခဲ့ပါတယ်။အဲ့ဒီဗီဒီယိုရဲ့မှတ်ချက်တွေထဲမှာ30သူတူတူကရိုးရိုးသားသားပြောရရင်ဒီဆက်ရုပ်ကတနအီလောက်ကြာရင်ညင်းဝေစရာဖြစ်လာတယ်လို့ရေးခဲ့ပါတယ်။နောက်တစ်ခုက ဒီဟာကယွမ်တထောင်လောက်ပဲတန်တယ်လို့ပဲအယုတ်ဆက်ယုံကတော့လုံးလို့ရနိုင်တယ်လို့ပြောပါတယ်အချို့ကတော့ရည်စရာအနေနဲ့ Unitree ကနီးပညာကုမ္ပဏီမဟုတ်ဘူးကြော်ညာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီပဲလို့ပြောကြပါတယ်လူအများက Unitree ဆက်ယုတ်တွေကိုဝယ်ယူခဲ့ကြတာက၎င်းတို့ကိုငှားရရင်အမျက်အများကြီးရမယ်လို့ထင်ခဲ့ကြလို့ပါဒါပေမဲ့ဒီလုပ်ငန်းပုံစံဟာဆွဲဆောင်မှုအပြည့်ရှိတဲ့အစောပိုင်းအဆင့်မှာပဲရေရှည်တည်တတ်နိုင်ခဲ့တာပါလူတွေကစမ်းသစ်တဲ့အရာတစ်ခုကိုမြင်ရဖို့ ပတ်စံပေးခဲ့ကြတဲ့အချိန်မှဖြစ်ပြီးဒါဟာဘယ်တော့မှရေရှည်မခံခဲ့ပါဘူး Mera Image Studio ရဲ့ February လအစီရင်ခံလာရ Unity 3G1 ကိုပထမဆုံးဝယ်ယူခဲ့တဲ့လူအုပ်စုဟာ၎င်းတို့ကိုတရက်ကိုရွံ1000ခွဲနဲ့ငှားရမ်းပေးခဲ့ပြီးအပြည့်အဝပုံကင်ယူထားကတပတ်အတွင်း၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကိုပြန်ရခဲ့ပါတယ်။တလာခွဲအတွင်းရွံ2သိန်းကျော်ရရှိခဲ့ပြီးမေလအထိပုံကင်တွေပြည့်နေခဲ့ပါတယ်။ဒါပေမဲ့အခုတော့ငှားရမ်းကားက တရက်ကိုရွှန်9000ကနေ8000အထိကျဆင်းသွားခဲ့ပါတယ်။ဟန်ဂျိုးကအင်တာနက်ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တဲ့ဇွန်ချောင်းဟာမက်ရှလာမှာຫນွေဦးပွဲတော်ကာလာပြီးနောက် Unitree နဲ့ပတ်သက်တဲ့ဆွဲဆောင်မှုကိုမြင်ခဲ့ပြီး Unitree G1 တစ်ခုနဲ့အခြားအမှတ်တစ်စိတ်ကစက်ရုပ်နှစ်ခုကိုမှာယူခဲ့ပါတယ်။သူဟာငှားရမ်းမှုကနေပတ်စံစားရမယ်လို့မျှော်လင့်ခဲ့ပေမဲ့နှစ်လကြာမှဝယ်လိုအားကသူထင်ထားသလောက်မရဘူးဆိုတာကိုသိလာခဲ့ပါတယ်။နိုင်ငံတကာအမျိုးသမီးများနဲ့ချင်းမိန်ပွဲတော်နဲ့ အလုတ်သမားနေ့လိုအားလည်းရက်တွေမှာတော့မက်ရှလာကနေမေလာအတွင်းငှားရက်မှု၃ခုကနေ၄ခုပဲရခဲ့ပါတယ်။ပေကျင်းကစုံဦးတီထွင်သူတဦးဖြစ်တဲ့ဇန်းကတော့ဆက်ရုပ်ခွေးရှိကောင်နဲ့ Unitary G1 တခုကိုပိုင်ဆိုင်ထားပြီး G1 ကိုတရက်ကိုယွမ်၈000နဲ့ငှားရမ်းပေးပါတယ်။ဒါပေမဲ့ April လကတည်းကတပတ်မှာ၂ရက်ပဲငှားရမ်းနိုင်ခဲ့ပြီးကြံတဲ့အချိန်တွေမှာအသုံးမပြုဘဲထားထားရပါတယ်။သူကဒါကိုအဓိကလုပ်ငန်းဖြစ်မမြင်ခဲ့ဘူးဆိုပြီးဝန်ခံခဲ့ပြီး ေးလုပ်ငန်းတစ်ခုအနေနဲ့ပဲလုပ်ခဲ့တာပါ။ပထမနှစ်လကအဆင်ပြေခဲ့ပေမဲ့အခုတော့အမျက်ဆုံးတွေနည်းလာနေပါတယ်။စိတ်လှုပ်ရှားမှုတွေရောပါလာတာနဲ့မျှလူသားပုံစံဆက်ရုပ်တွေဟာတကယ်တော့ဘာမှမလုပ်နိုင်ဘူးဆိုတာကိုလူတွေသဘောပေါက်လာကြပါတယ်။နောက်ဆုံးမှာ Unitree G1 လို့ဆက်ရုပ်တွေဟာနေစဉ်ဘဝရဲ့ဒစိမ့်တစ်ပိုင်းဖြစ်ဖို့အလှမ်းဝေးနေသေးတယ်လို့ခံစားရပါတယ်။မကြသေးခင်နှစ်တွေတွင်တရုတ်ကွန်မြူနတီပါတီ CCP ဟာဆက်ရုပ်နည်းပညာနဲ့ ဉာဏ်ရည်တု AI တွေကိုမကြုံစဖူးရင်းနှီးမြှုပ်နှံမှုနဲ့ဘူဝါဒထောက်ပံ့မှုတွေထည့်သွင်းလှုံ့ဆော်ခဲ့ပါတယ်2025ခုနှစ်မတ်လမှာတရုတ်နိုင်ငံရဲ့အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကော်မရှင်ကစက်ရုပ်နည်းပညာ AI နဲ့နောက်ဆုံးပေါ်နည်းပညာတွေမှာစမ်းသစ်တူထင်မှုကိုထောက်ပံ့ဖို့နိုင်ငံပိုင်ရန်ပုံငွေတစ်ခုဖန်တီးမယ်လို့ကြေညာခဲ့ပါတယ်။ဒီအစီအစဉ်ဟာလာမယ့်နှစ်20အတွင်းဒေါ်လာ138ဘီလီယံခန့်ကိုစုဆောင်းဖို့ရည်မှန်းထားပြီးဒေတန္တရအစိုးရအရင်းမြစ်တွေနဲ့ ုတ်ကလစ်ကရင်းနှီးတွေကို ပေါင်းဆက်ထားပါတယ်။ဒါဟာဆက်ရုပ်နှီးပညာကိုပေါ်ထွက်လာတဲ့နှီးပညာတွေနဲ့ပေါင်းဆက်ဖို့အဓိကအစိတ်ပိုင်းတွေကိုအစင့်မြင့်ဖို့နဲ့စမတ်ထုတ်လုပ်မှုအသုံးချမှုအသစ်တွေစီတွန်းအားပေးဖို့တရုတ်ရဲ့မဟာဗျူဟာရဲ့ဒစိတ်တစ်ပိုင်းဖြစ်ပါတယ်။ဒီမူဝါဒဥတီချက်ကကမ္ဘာနှီးပညာပြိုင်ပွဲမှာ အထူးသဖြင့်အမေရိကန်လိုနိုင်ငံတွေနဲ့ရှင်ပြီးလွှမ်းမိုးဖို့တရုတ်ရဲ့တန်ဋိဌာန်ကိုပြသပါတယ်။ဧပြီလ29ရက်နေ့မှာ CCP အထွေထွေတွင်ရင်းမှုရှိခြင်းဖြင့်ဟာ ရှန်ဟိုင်းရဲ့ရှူဟိုင်းခရိုင်က Model Space Bay လို့ခေါ်တဲ့စတင်တည်ထောင်သူမွေးထုတ်ရေးစင်တာကိုလည်းပတ်ခဲ့ပါတယ်။သူ့ရဲ့ AI Model Platform ကြီးတွေပေါ်အာရုံစိုက်မှုနဲ့ Unity ရဲ့ပူးတွဲတည်ထောင်သူပန်ဆောင်ကွေနဲ့အပြန်အလှန်ဆက်ဆံမှုဟာ online မှာကြီးမားတဲ့ဆွဲဆောင်မှုဖြစ်ပေါ်စေခဲ့ပါတယ်။တစ်ချိန်မှာရှီကျင်းဖင်ကအနာဂတ်မှာဆက်ရုပ်တွေဘောလုံးအသင်းထဲဝင်နိုင်မလားလို့မေးခဲ့ပေမဲ့ဒါအင်တာနက်သုံးဆွဲသူတွေစီကပြင်းထန်မှုရှိတဲ့တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါဆိုစက်ရုပ်တွေကိုအထွေထွေအတွင်းရေးမှုဖြင့်ရှင်ပြိုင်လိုက်ပါလားစသဖြင့်မှတ်ချက်တွေပေါ်ထွက်လာခဲ့ပါတယ်ဒီဖတ်ချက်တွေက CCP ဟာ AI နဲ့စက်ရုပ်နည်းပညာတွေကိုစက်မှုနဲ့စီးပွားရေးတိုးတက်မှုအတွက်ကရိယာတွေအဖြစ်ပြင်းထန်စွာမြှင့်တင်နေပေမဲ့၎င်းတို့ကိုနိုင်ငံရေးသတင်းပို့ချက်တွေမှာအသုံးပြုတာကပြောင်းမြန်အကျိုးသက်ရောက်မှုဖြစ်စေနိုင်ပြီးမမျှော်လင့်ထားတဲ့လူထုရဲ့စန့်ကျင်မှုတွေကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုဖော်ပြပါတယ်။မတ်လ30ရက်နေ့မှာစုံဦးမြုံနံသူဇွန်ရှောင်းဟိုင်းက 2025ရှန်ဟိုင်းဂျိုင်တန်တက္ကသိုလ်သင်တန်းသားများယင်းနှိမ့်နှံမှုညီလာခံမှာစကားပြောခဲ့ပြီးကျွန်တော်တို့ဟာလူသားပုံသဏ်ဆက်ရုပ်ကုမ္ပဏီတွေကနေအများအပြားပြန်လည်ထုတ်ယူနေပါတယ်။စီးပွားဖြစ်လာလာမရှိပါဘူး။အစိုးရထောက်ပံ့မှုနဲ့စမ်းသစ်မှုပြသမှုတွေနဲ့တင်ဆက်မှုလုပ်ငန်းတစ်ခုကိုထာဝရထောက်ပံ့ထားလို့မရဘူးလို့ပြောခဲ့ပါတယ်။ဒူဝမ်လို့အမည်ရတဲ့ဆက်ရုပ်နည်းပညာရှင်တဦးကဇူရဲ့အမည်ကိုထောက်ခံတဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပြီး Unitree နည်းပညာပေါ်ကျွန်တော်တိတ်မျှော်လင့်ချက်မထားပါဘူး။ ဇွန်ရှောင်းဟိုင်းပြောတဲ့လူသားပုံစံဆက်ရုပ်တွေပေါ်ပူလာဖြစ်နေတယ်ဆိုတာကိုထောက်ခံပါတယ်။ဒါဟာပေါ်ပူလာတစ်ခုသာမကအုပ်စုလိုက်အထင်မှားမှုတစ်ခုပါ။ပထမအနေနဲ့အစစ်မြစ်ဤပညာလို့ထင်ရပေမဲ့တကယ်တော့အသုံးဝင်ပါဘူးလို့ပြောခဲ့ပါတယ်။ကျွန်တော်ထိုးကြိတ်တာခုံပေါက်တာဒါမှမဟုတ်လက်ဖက်ရည်နဲ့ရေတိုက်တာလုပ်နိုင်တဲ့ဆက်ရုပ်တွေကိုမြင်မှုပါတယ်။ဒါတွေအလုံးကကြိုတင်သတ်မှတ်ထားတဲ့လှုပ်ရှားမှုတွေပဲ။နောက်ွယ်မှာတယောက်ယောက်ကအဝေးထိတ်နဲ့ထိန်ချုပ်နေတာပါ။ ဘက်ထရီတက်တန်းကလည်းတနာရီပဲခံပါတယ်။အလုပ်သမားတွေကိုအစားထိုးဖို့တောင်မပြောနဲ့ဒီဆက်ရုပ်တွေကစောက်လုပ်ရေးလုပ်ငန်းခွင်မှာတူတချောင်းကိုတောင်လွှဲပေးလို့မရပါဘူး။ဒါကရင့်ကျက်တဲ့နည်းပညာမဟုတ်ပါဘူး။ဖျော်ပြမှုတစ်ခုပဲဖြစ်ပါတယ်။ဒုတိယအနေနဲ့အရင်းအနှီးတွေကဥတီယာအမှားတွေကိုရင်းနှီးမြှုပ်နှံနေပါတယ်။စုံဦးတီထွင်သူတွေဟာလူသားပုံစံဆက်ရုပ် project တွေမှာမလုပ်ဆောင်ရင်ဘယ်သူမှရင်းနှီးမြှုပ်နှံပေးမှာမဟုတ်ပါဘူး။တကယ်လုံးလုံးနိုင်တဲ့ဆက်ရုပ်တစ်ခုဥပမာတန်ရှင်းရေးဆက်ရုပ် ျမ်းပြင်တန်ရှင်းရေးဆက်ရုပ်ဒါမှမဟုတ်စောင့်ရှောက်ရေးဆက်ရုပ်မျိုးကိုတီထွင်ခြင်းရင်ဘသူမှပတ်စံမပေးပါဘူးဒါပေမဲ့ဆက်ရုပ်ရဲ့တတ်ထုအခွန်ကိုလူသားပုံစံလိုလုပ်ပြီးကြီးမားတဲ့ model တွေအတွက် interface တွေထည့်လိုက်ရင်လူတွေကတန်းစီပတ်စံပေးကြမှာပါဒီလိုပတ်ဝန်းကျင်မှာစက်မှုလုပ်ငန်းကိုလမ်းမအရာကိုဥတီသွားစေရုံပဲရှိပါတယ်လူသားဆက်ရုပ်နည်းပညာနယ်ပယ်လေလူတိုင်းကအလင်းစလိုဝင်ရောက်နေကြပြီးအခြေခံပြဿနာတွေကို တိတ်တိတ်ချာချာလေ့လာတဲ့သူမရှိပါဘူး ။နောက်ဆုံးမှာဒါဟာရှုပ်ထွေးမှုတစ်ခုပဲဖြစ်လာပါဗျ။တကယ်သုံးဝင်တဲ့ဆက်ရုပ်တွေဟာပုံမှန်တွင်ပြင်ဒါမှမဟုတ်ဖြော်ပေမှုပုံမှန်မမိခိုးပါဘူး။၎င်းတို့ဟာလူတွေအတွက်တကယ်အလုပ်လုပ်ပေးတာပုံမှန်မူတည်ပါဗျ။ဒါကိုမြန်မြန်သဘောပေါက်နေလေဆုံးရှုံးမှုတွေပုံနေလေလေပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။